ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်သူဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီတစ်ခါသင်ခန်းစာလေးမှာတော့ဆရာတို့ Unit 12ရဲ့ Lesson 3ကိုလေ့လာလိုက်ကြအောင်။ကဲဒါဆို Unit 12ရဲ့ Lesson 3ကဘာများဖြစ်မလဲเนาะ What shape is it? ဘာပုံသဏ္ဍာန်ရှိလဲတဲ့ เนาะကဲဆိုတော့ what shape is it เนาะဆိုတော့ဆရာတို့အရှိရသင်ခန်းစာမှာ shape တွေနဲ့ပတ်သက်ပြီးတော့လေ့လာပြီးသွားပြီเนาะကဲဆိုတော့ဒီက lesson 3မှာကြတော့ shape တွေနဲ့ပတ်သက်လို့ဘာလေးဆက်ပြီးတော့လေ့လာကြမလဲဆိုရင်เนาะ adjectives describing shapes เนาะပုံသဏ္ဍာန်တွေကိုပေါ်ပြရတယ်ဆရာတို့ adjective တွေကိုဆက်ပြီးတော့လေ့လာမယ်နောက်တစ်ခုအပြင် the use of imperatives with sequence words เนาะဆရာတို့အစီအစဉ်ကိုပြရတဲ့စကားလုံးတွေနဲ့ imperative ဆိုတာဘာလဲဆိုတော့အမိန့်ပေးတဲ့ဝါကျเนาะဒါကလည်းသိပြီးသားဖြစ်တယ် เนาะအရှိမတော့ကလည်းအမိန်ပေးတဲ့အကြောင်းကိုဇေယတခါတင်ပြီးဖြစ်တယ်เนาะကဲဆိုတော့ဒီမှာကြတော့เนาะအခုက sequence words တွေတုံးပြီးတော့ဘယ်လိုမျိုးအမိန်ပေးမလဲเนาะအဲ့ဒါလေးတွေကိုတင်ပေးမှာဖြစ်တယ်เนาะကဲဒါဆိုရင်အဓိကဒီနေ့ပထမဦးဆုံး adjective describing shape ဆိုတဲ့ဥစ္စာလေးကိုအရင်ဆုံးသွားလိုက်ကြရအောင်ကဲဒါဆို vocabulary အောက်မှာကြည့်မယ်เนาะကဲဆိုတော့เนาะအရင်ဆုံး what is the difference between a plane shape and a solid shape နော်အဲ plane shape နဲ့ solid shape နော်ဆိုတော့ plane shape ကတော့ဘာလဲဆိုတော့ဘင်္ဂီပုံလို့ခေါ်တယ်မြန်မာလိုနော် solid shape ကကြတော့ဘာဆိုတော့ဆရာဒုပုံလို့ခေါ်တယ်နော်ဆိုတော့သိရမှာကဘင်္ဂီပုံနဲ့ဒီ solid shape ဖြစ်တဲ့ဒုပုံတွေကဘာတွေများကွဲပြားခြားနားချက်ရှိသလဲနော်ကဲဆိုတော့ a close two dimensional 2d width and length of flat object is called a plane shape နော်ကဲအဲ့တော့ဆရာတို့ကဘာလဲဆိုတော့ two dimensional 2d လို့ခေါ်တယ် နော်အဲ2 dimensional 2D လို့ဘာလို့ခေါ်တာလဲဆိုတော့သူ့မှာအလျားနဲ့အနံပဲပါလို့ပြောတာနော်အဲ့တော့အလျားနဲ့အနံပါတယ်ပြီးတော့ a flat object ဆိုတာပါလေပြားနေမယ်ပြားသောအရာဝတ္ထုပေါ့နော်ကဲဥမာအပြည့် 2D နော် 2D လို့ပြောပြီးဆိုရင် plane shapes ပေါ့နော်ဒီ plane shapes တွေကမှဘလို့အဥ္စာမျိုးတွေပါမလဲဆိုတော့ plane shapes တွေမှာ set wine တကယ် set wine ဆိုရင်ဒါ plane ပဲနော် set wine တကူကဲ၄ဒေါက်စတုရန်ပေါ့နော် square ပေါ့ square ဆိုလို့ရှိရင်လည်းဒါဒီ plane shape ပဲနော် triangle တရီဂန်လို့ပြောမယ်ဆိုရင်လဲတာဒီ plane shape ပဲဆရာတို့ကခေါ်တယ်ဆိုတော့ဒါမျိုးတွေကိုဆရာတို့က 2D လို့ခေါ်တယ်2 dimensional ဘာကြောင့် 2D လို့ခေါ်ရလဲသူမှာအလျားနဲ့အနံနှစ်ခုပဲရှိလို့ 2D เนาะ2ကအလျားနဲ့အနံနှစ်ခုပေါ့เนาะ D က dimensional เนาะ 2D ဆိုတော့ 2dimensional လို့ခေါ်တယ်เนาะโอเคဆိုတော့ကဲဒါဆိုရင်เนาะ 2dimensional သိပြီကဲဒါဆိုရင်ဆရာတို့ solid shape ကိုကြည့်ကြည့်ရအောင် เนาะအဲ့တော့ plain shape ကတော့ဒါဘာလဲဆိုတော့ तू อ่ะပြားတယ်เนาะပြားတဲ့ဥစ္စာတွေပေါ့เนาะနောက်တစ်ခုအပြင် 2D လို့ခေါ်မှာပေါ့เนาะ solid shape ကြတော့ဘယ်လိုဥစ္စာတွေခေါ်ရလဲ solid shape ကြတော့ဆရာတော့ 3D လို့ခေါ်တယ် 3D ဆိုတာဘာဆိုတော့ 3D dimensional เนาะအဲ့ solid shape is a 3D dimensional 3D ဘာကြောင့် 3D လို့ခေါ်ရလဲဆိုတော့သူ့မှာအလျားရယ်အနံ့ရယ်ဘာရယ်ဘာလဲဆိုတော့အမြင့်မှာပါလာတယ်เนาะအလျားအနံ့အမြင့်เนาะ ပထမ 2D မှာတော့အလျားနဲ့အနံပဲပါဒီမှာအလျားအနံအမြင့်ဆိုပြီး 3D 3 dimension တော့တဲ့ဆိုတော့ solid shape တွေကဘယ်လိုဥစ္စာဖြစ်မလဲဆိုဆရာတို့ကဒုတယ်ရှိတဲ့ဥစ္စာတွေလို့ခေါ်တယ်เนาะအလုံးထည့်ရှိတဲ့ဥစ္စာတွေဥပမာအဖြစ်ဒါဆရာတို့အာဘောလုံးကိုကြည့်မယ်เนาะအဲဒါသားသမီးတို့ကစားတဲ့ဘောလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဘောလုံးဒီ wine တော့ wine နဲ့ဒါပေမဲ့သူ့ကို circle လို့ခေါ်လို့မရဘာလို့ဆိုဘောလုံးကပြပြားကြီးမှမဟုတ်တာသူ့မှာအလုံးထည့်ရှိတဲ့အတွက်ကြောင့်ဘောလုံးဒီ solid shape လို့ခေါ်တယ်သူ့အဲ့လိုမျိုးเนาะနောက်တစ်နည်းအဖြစ်ဆရာတို့ cube cube ဆိုတာဘာလဲဆိုတော့ကုဘရုံးပေါ့ကုဘရုံးကိုအနည်းစားဆုံးကြည့်မယ်ဆိုလို့ရှိရင်ဒါသားတို့မျိုးတွေ့ဘူးမှာပါအဲအန်ဇာရုံးကိုကြည့်ရအောင်နော်အန်ဇာရုံးကိုရုပ်တရက်ကြည့်မယ်ဆိုလို့ရှိရင် तू ကဒါ၄တောင်ကြာကြာနဲ့ square ပုံစံရှိဒါပေမဲ့လို့အန်ဇာရုံးဒီပြန်ပြားကြီးမှမဟုတ်တာဟုတ်တယ်မလားအတုံးလေး၄တောင်တုံးလေးဖြစ်တဲ့အတွက် तू ဒီ 3D 3 dimension တော့အဲ့တော့အဲ့ဒါမျိုးကိုကြာတော့ဆရာက cube လို့ခေါ်တယ်သူ့ကို square လို့မခေါ်တော့ ပုံစံကတော့ square ကြကြရှိရယ်ဒါပေမဲ့လို့သူ့မှာ square လို့ပြပြရေးမဟုတ်ဘူးသူ့ဒုတယ်နဲ့သူသူ့အလုံးထဲနဲ့သူအစားတုံးတွေကအဲ့လိုရှိဆိုတော့ solid shape ဆိုတာအဲ့ဒါမျိုးတွေကိုခေါ်တာနော်အဲ့တော့ဒါတို့သမီးတို့ကဒီမှာသိရမှာဒီနော် solid shape သိရမယ်နောက်တော့ plain shape တွေနော်အဓိက plain shape နဲ့ solid shape နဲ့ plain shape လို့ပြောပြီးဆိုလို့ရှိရင်ခေါင်းထဲမှာမှတ်ထားရမှာ 2D လို့ခေါ်မယ်2 dimension လားသူ့မှာပါပါလေအလျားနဲ့အနံပါမယ်နောက်တစ်ခု plain shape တွေသေးပါလေပြပြပဲ เนาะဘာမှသူ့မှာအလုံးထဲတယ်မရှိဘူးဒုတယ်လည်းမရှိပါဘူးเนาะ solid shape လို့ပြောပြီးဆိုရင် solid shape တွေဒီ3 dimensional 3D ဖြစ်တယ်เนาะအလျားရဲ့အနံ့ရဲ့အမြင်ရဲ့ပါမယ်နောက်တစ်ခုသူတို့မှာဘာပါလာလဲဆိုတော့ဒုတယ်ပေါ့เนาะသူ့ရဲ့အလုံးထဲပါလာလိမ့်မယ်เนาะဆိုတော့ဒီမှာသိထားရမှာဒီနှစ်ခုပဲရှိပါတယ် plain shape နဲ့ solid shape တွေဖြစ်တယ်เนาะအဲ့တော့ဒီနှစ်ခုကိုဝဲပြားချနာဆိုတာသိမယ်လို့ယူဆပါတယ်เนาะကဲဒါဆိုလို့ရှိရင်ဆရာတို့ဆက်ပြီးတော့เนาะ ါလေးကိုပို့ပြီးတော့နားလေသွားအောင်1 put the following shapes in the correct column ဆိုတဲ့ exercise လေးကိုတူတူလုပ်ကြည့်ကြနော်ဆိုတော့ဒီ exercise လေးမှာသူကပါလဲဆိုတော့ plain shapes နဲ့ solid shapes နဲ့ကိုခွဲခိုင်းပါတယ်နော်ကဲဆိုတော့ဘယ်ဟာ plain shapes တွေဖြစ်မလဲဘယ်ဟာ solid shapes တွေဖြစ်မလဲဆရာနဲ့တူတူခွဲကြည့်လိုက်ကြရအောင်ဒါဆိုလို့ရှိရင် plane shapes တွေလို့ပြောမယ် 2D ပေါ့ 2D dimension เนาะ plane shapes 2D dimension เนาะဒီ 2D ထဲမှာ ဘယ်ဥစ္စာတွေပါမလဲကဲခွဲကြည့်လိုက်ကြအောင်ပထမဆုံးပါလဲ circle ဆက်ဝိုင်းအဲဆက်ဝိုင်းကကြတော့ဆက်ဝိုင်းဝိုင်းဝိုင်းเนาะသူ့မှာဘာတူတယ်မှမရှိเนาะသူ့မှာမျက်နှာပြင်မှာရှိဆက်ဝိုင်းကဲအဲတော့ circle ထည့်လိုက်မယ်ကဲဒါပြင်ဘာပါသေးလဲ square ဟုတ်တယ်เนาะ square ဒီ၄တောင်ပေါ့เนาะသူစတုရန်လို့ခေါ်တယ်เนาะစတုရန်ဒီလဲ plain shape တဲမှာပါပါတယ်ဆက်ကြည့်ပါဦးဘာဘာပါအောင်လဲအဲ့တဲမှာ triangle ဟုတ်ပြီ triangle ကြတာပါလဲ three can ကဲနောက်တော့ rectangle ဒေါက်မန်စတုကန်နောက်တစ်ခု pentagon ပြင်စကံနော်ဟုတ်ပါပြီကဲဒါတွေဒီဆရာတို့ကဘယ်လိုပြောလဲ plane shapes တွေမျက်နှာပြင်ပဲရှိတယ်လို့ပြောပါတယ်သူ့မှာဒုတယ်မရှိဘူးမျက်နှာပြင်ပဲရှိပါတယ် plane shape တွေကဲဒါဆို solid shape တွေဖြစ်တယ် 3D 3 dimensional နော်အဲ့တော့ solid shapes တွေကိုခွဲကြည့်လိုက်ကြရအောင် solid shape တွေဘာတွေရှိမလဲသူ့မှာဒုတယ်အလုံးထဲပါပါမယ်ကဲဒါဆိုလို့ရှိရင်ခွဲကြည့်လိုက်ကြအောင်ပထမဆုံး spear နော် spear ဒီပါလေသူကဆက်ဝိုင်းမှုတော့ဆက်လုံးလို့ခေါ်တယ်နော်အဲ spear ကိုနော်အနည်းဆက်ဆုံးဥပမာ ပေးမယ်ဆိုရင်ဇာတ်ရုံးဘောလုံးနေပေါ့နော်ဘောလုံးကန်နေဘောလုံးမဖြစ်ဖြစ် basketball sorry ဘောလုံးမဖြစ်ဖြစ်ဒါဒီ spear ထဲမှာပါတယ်နော်ဆက်လုံးလို့ခေါ်တယ်သူမှာဘောလုံးကဝိုင်းဝိုင်းဖြစ်ပေမဲ့ဆက်ဝိုင်းလို့မျက်နှာပြင်မဲ့ရှိရမို့ဒုတယ်ရှိရဘောလုံးမှာနော်အဲ့တော့အလုံးထက်ရှိတဲ့အတွက်ကြောင့် spear ဆက်လုံးဒီဘာမှပါလဲ solid shapes ဖြစ်ပါတယ်ကဲဆက်ကြည့်ပါ cube ကျုပ်ဒီကုဘတုံးနော်ကုဘတုံးဒီဆရာပြောတာပါလေဦးနာအန်စာတုံးကလေးနဲ့တူတူပဲနော်โอเคကျုပ်ပါမယ်ပြီးရင်ပါပေါင်းမယ်ဆီလင်ဒါဟုတ်ပြီဆီလင်ဒါကလည်းဟုတ်ပါတယ်နော် solid shape ပြီးဘာပါအောင်မလဲဟုတ်တယ် rectangular prism နော် rectangular prism နောက်ပြီးဘာပါအောင်မလဲခုံးနော်အဲ့တော့ခုံးဒီနောက်ဘယ်လိုမျိုးဥစ္စာမျိုးလဲဆိုတော့အခုနာကတော့လိုမျိုးဥစ္စာမျိုး နော်အဲ့တော့ grow လို့မျိုးဥစားမျိုးဒီဆရာတို့ကခုံနဲ့ကိုထဲပါတယ်ကဲဒါဆိုရင်ဒါသမီးတို့ဒီ exercise လေးကိုလုပ်ခြင်းအပြင်နော် plain shapes နဲ့ solid shapes တွေကိုခွဲတတ်ပြီးလို့ဆရာထင်ပါတယ်နော်ကဲဒါဆို plain shape တွေ solid shape တွေကခွဲတတ်ဖို့လေအရေးကြီးတယ်နော်ကဲဒါဆိုလို့ရှိရင်အခုဘာဆက်လုပ်ကြမလဲဆိုရင်ဆရာ grammar ဘိုင်းလေးကိုဆက်ပြီးသွားလိုက်ကြပါเนาะဆိုတော့ grammar ဘိုင်းလေးမှာเนาะ ဘာသင်ရမှာလဲဆိုတော့ adjectives describing shapes ဆိုတာကိုဒီနေ့ဆရာသင်ပေးမှာဖြစ်တယ်เนาะအဲ့တော့ adjective describing shapes ပထမဆုံး adjective ဆိုတာဘာလဲဟိုးအရှိတ်သင်ခန်းစာတွေမှာတစ်ခါပြောပြီးဖြစ်တယ် adjective ဆိုတာဘာလဲလူတစ်ယောက်ဒါမှမဟုတ်အရာဝတ္ထုတစ်ယောက်ရဲ့ဘာကိုဖော်ပြရလဲဂုဏ်ယူဖော်ပြရတာလူတစ်ယောက်ဒီအရက်ရှည်တယ်အရက်ပူတယ်အရက်ရှည်တော့အရက်ပူတော့เนาะဒါတွေဒီ adjective တွေဖြစ်တယ်เนาะအဲ့တော့ ဒီအရာဝတ္ထုတစ်ခုကိုဖော်ပြတဲ့အခါမှာလည်းအခုနအပြစ် big to small တို့เนาะကြီးသောသေးသောဒါတွေဒီအရာဝတ္ထုတစ်ခုရဲ့ဂုဏ်ရင်းဖော်ပြနေတဲ့ adjective တွေဖြစ်ကြတယ်ဆိုတော့ဒီက adjective ကဘာ adjective တွေထပ်လိလာအောင်လဲဆိုရင် adjective describing shapes တဲ့နော်ပုံသဏ္ဍာန်ဝင်ပြတဲ့ adjective တွေတဲ့နော်အဲ့တော့ဘယ်လိုမျိုးဥပစာမျိုးဖြစ်မလဲကဲဒါဆိုလို့ရှိရင်ဆရာတို့ဘောလုံးဆိုလို့ရှိရင်သူ့ရဲ့ပုံသဏ္ဍာန်ကဘယ်လိုပုံသဏ္ဍာန်ရှိမလဲလုံးဝန်းသောပုံသဏ္ဍာန်နော်အဲ့တော့ဒီဘောလုံးရဲ့ဂုံရဲကပါလေလုံးဝန်းသော အဲ့ဒါကိုပြရတဲ့ဥစ္စာပုံသဏ္ဍာန်ပြရတဲ့ adjective တဲ့ကဲဥမာအဖြစ်나이ကြည့်ကြပါအောင်나이ကဘာပါရှိလဲသူက wine နဲ့လေ wine တော့ပေါ့နော် wine set တော့ဆိုတော့အဲ့အမျိုးကြလို့ရှိရင်나이သည် wine set တော့ပုံသဏ္ဍာန်ရှိသည် wine တော့ပုံသဏ္ဍာန်ရှိဒါတွေသည်나이ရဲ့ဂုံရီကိုဖော်ပြတာ나이သည်ဘယ်ပုံစံရှိတယ်လဲဥနာဘောလုံးသည်လဲလုံးဝန်းတော့ဘောလုံးသည်ဘယ်လိုပုံသဏ္ဍာန်ရှိတယ်လဲသူရဲ့ဒါဂုံရီကိုဖော်ပြနေတာဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့ကဒီ shapes တွေရဲ့ เนาะဂုံရည်ကိုဖော်ပြတဲ့အခါမှာ adjective တွေပေါ့เนาะ adjective describing shapes เนาะပုံစံတန်တွေကိုပြတဲ့ဒါ adjective တွေဒီဘယ်လိုမျိုးဥစ္စာတွေချက်မလဲเนาะဒါတွေကိုကြည့်လိုက်ကြအောင်เนาะ so adjective can be used to describe the shapes of objects as follows ကဲအဲ့တော့ဥပမာအပြည့်ကြည့်ကြအောင်เนาะဘယ်လိုမျိုးဥစ္စာဖြစ်မလဲเนาะ this roof is this roof is rectangular in shape เนาะအဲ့တော့ဘာပြောချင်တာလဲဒီခေါင်းမိုးစီတောင်မှန်စတုကံပုံစံတန်ရှိပါတယ် နော်ပြောချင်တာ roof ရဲ့ဂုံရည်ကိုဘာဖော်ပြလိုက်တာလဲ rectangular ဆိုရယ်စာလုံးကဖော်ပြလိုက်တာတောင်မှစတုကံပုံစံရှိပါတယ်နော်နောက်တစ်ခုချက်ကြည့်မယ် the city is circular in shape ကဲဒီမှာ city ပြားသည်စက်ဝိုင်းပုံရှိပါတယ်နော်အဲ့တော့ city ရဲ့ဂုံရည်ကိုဘယ်သူကဖော်ပြလိုက်တာလဲ circular ဆိုရယ်စာလုံးတွေကနော်သူ့သုံးလိုက်ခြင်းအပြစ် city သည်စက်ဝိုင်းပုံသဏ္ဍာန်ရှိပါတယ်ဆိုတာကိုသူကပြောပြလိုက်တာဖြစ်တယ်နော်ကဲဒါဆိုလို့ရှိရင်ဆရာတို့ below is a list of nouns and their adjectives used to describe shapes เนาะအဲ့တော့ဆရာတို့ noun ဒီဒါနာမည်တွေဖြစ်တယ်အဲ့အဲ့နာမည်တွေရဲ့ဂုဏ်ရည်ကိုဖော်ပြမယ့်စာလုံးဒီ adjective နော် noun တွေရဲ့ဂုဏ်ရည်ကိုဖော်ပြမယ့်စာလုံးတွေဒီ adjective ဖြစ်တယ်ဆိုတော့ဆရာတို့ဒီအောက်မှာနော်ဥနာဒါလုံဝန်းသောစံဝိုင်းပုံစံရှိသောလေးတောင်ကြာသောဆိုတော့နော်ဒါမျိုးလေးကိုပြောလို့ရှိရင်ဘယ်လိုပြောမလဲကြည့်အောင်ကဲ noun နဲ့ adjective ရရှိပါတယ်ကဲပထမဆုံးတစ်ခု circle ကဲ circle ဆိုစံဝိုင်းကဲဒါဆိုရင် adjective သည်ဒီ set wine ပုံစံရှိတော့ဗောနော် set wine ပုံရှိတော့เนาะအဲ့လိုမျိုးဥစ္စာသူကဖော်ပြရမှာဖော်ပြရမယ်ဆိုရင်ဆရာတို့က circle ကိုဘယ်လိုပြောရလဲဆိုရင် circular လို့ပြောပါတယ် circular set wine ပုံရှိတော့ကဲဒါဆို triangle ကိုဘယ်လိုပြောမလဲသတိကံပုံ ရှိတော့ triangular เนาะ cube cubic ကုဘရုံးပုံရှိတော့အဲ့လိုမျိုးเนาะ rectangle rectangular တောင်ပံစတုကံပုံရှိသော cone conical ကရော့ပုံရှိသော cylinder cylindrical ကဘာပြောရလဲဒူးလုံးရှည်ပုံသဏ္ဍာန်ရှိသောနော် pentagon pentagonal ကျင်းစကံပုံရှိသော spear spherical ဆက်လုံးပုံရှိသော ကဲဥမာအပြည့်စရာတော့ the ball is spherical เนาะဘောလုံးသည်ဆက်လုံးပုံစံရှိပါတယ်ဂီတာဆိုရှင် the ball is spherical เนาะစသည်အပြည့်เนาะအဲ့လိုမျိုးဂုံရည်ကိုပေါ်ပြတာဖြစ်တယ်ဂီတာဆိုရှင်ဆက်ကြည့်ပါအောင် oval oval ဆိုလို့ရှင်ဆရာတော့ oval လို့ပဲပြောတယ်ဘဲဥပုံရှိတော့ဥမာအပြည့် the egg is oval ကျဲဥသည်ဥနာလေဘဲဥပုံစံဝိုင်းဝိုင်းလေးရှိပါတယ် ော် square 4000ကြာတော့ဘယ်လိုပြောမလဲ square ပဲပြောတယ်4000ပုံစံရှိတော့ဥပမာ the window is square နော်အဲ့တော့စသည်အဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပြောပါတယ်ကေတာဆိုရင်ဆရာ diamond ဆိုရင်တော့ဘယ်လိုပြောမလဲ diamond ဆိုလို့ရှိရင်အိမ်မှာဘာလို့ရဆိုတော့ diamond shaped နော်အဲ့လိုမျိုးကြာတော့ဆရာဆရာတို့ကဟိုအပေါ်ကစာလုံးဆို diamond wrinkle တွေပါတယ်မရှိတော့သူကဘာလို့လဲဆိုတော့ diamond အနောက်မှာ s h a p e d shaped ဆိုတာလေးကိုတွဲထည့်နိုင်ရပြီเนาะစိန်ပုံသဏ္ဍာန်ရှိတော့ heart လဲအဲ့တိုင်းပါပဲသူက heart recall တွေပါတယ်အဲ့လိုမျိုးစာလုံးတွေမရှိသူက heart shaped shape လေးကိုပေါင်းထည့်လိုက်မှာအနောက်မှာအသေးပုံရှိတော့ star star shaped ကျဲပုံရှိတော့เนาะ s h a p e d shaped leaf leaf shaped သေးရပုံရှိတော့เนาะ bell bell shaped ခေါင်းလောင်းပုံရှိတော့ arrow arrow shaped မြားပုံ ရှိတော့ဓာတိအဖြစ်နော်ကဲဆိုတော့အဲ့မှာကြည့်လို့ရှိရင်ဇာတ်တို့အုပ်စုသုံးစုတွေ့ရမယ်နော်ပထမအုပ်စုတွေကကြာဆရာတို့ကဘယ်လိုဖြစ်သွားလဲဆိုရင်ဇာတ်တို့က circle ဆိုရင်လုံးဝပုံစံပြောင်းသွားတယ် circle shaped ဆိုတာမပြောရအောင် circular ပေါ့ triangle ဆိုလဲ triangular cube ဆိုလဲလုံးဝပုံစံပြောင်းပြီးပြောရတယ် cubic နော်ဒါပေမဲ့နော်ဇာတ်တို့အောက်မှာကြည့်လိုက်လို့ရှိရင် oval လို့ square လို့ကြာတော့သူကဘာမှအပူပေါင်းထည့်ခြင်းမရှိဘူး over ဆိုလဲ over square ဆိုလဲ square နောက်တစ်ခုအကြတော့ဆရာတို့ diamond တို့เนาะ heart တို့ star တို့เนาะနောက်တော့ဒါ leaf တို့ bell တို့ arrow တို့စသည်ဥစ္စာတွေကြတော့အုံနဘာမှဘာပဲထပ်ပြီးတော့ပေါင်းထည့်လဲဆိုတော့ shape ဆိုတာလေးပဲပေါင်းထည့်တယ်เนาะအဲ့ဒီစာလုံးရဲ့အနောက်မှာ S H A P E D shape ဆိုတာလေးပဲပေါင်းတယ်ဆိုတော့ဒီမှာအုပ်စုသုံးစုတွေ့ရမှာဖြစ်တယ်เนาะအဲ့တော့ဒါတို့သမီးတို့ကဘာလုပ်ရမလဲဆိုတော့ဒီအုပ်စုသုံးစုစလုံးကိုလေ့လာရမယ် ပြီးရင်စိတ်ထဲမှာအလွတ်ရနေရမယ်ဒါတွေကနော်ဆိုတော့စာလုံးပေါင်းကအစပေါ့နော်ဥမာ circle ကိုပြောမယ်ဆိုလို့ရှိရင်ဘယ်လိုလဲ circular နော်ဒါတွေဒီအားလုံးကောင်းတဲ့မှာဆွဆွမြင်းမြဲမှတ်ထားရမယ်ဥစ္စာတွေဖြစ်တယ်နော်အဲ့တော့ဒါတို့သမီးတို့ကဒီ shape တွေတခုတခုတခုပေါ့နော်တခုချင်းစီကဘလိုမျိုးပုံစံတန်ဖြောပေါ်ပြမလဲဆက်ဝိုင်းပုံရှိတော့လုံးဝင်းတော့တော့၄တောင်ကြာတော့ဒါတွေကိုပြန်ပြီးတော့လေ့လာကြပါ เนาะပြီးသွားလို့ရှိရင်ဇာလုံးပေါင်းလေးတွေလည်းမှတ်ထားဖို့လိုပါတယ်เนาะဒါဆိုလို့ရှိရင်เนาะအခုနာဆရာတို့ adjective လေးတွေเนาะဒီပုံစံတန်တွေပေါ်ပြရတဲ့ adjective လေးတွေရသွားပြီဖြစ်တယ်ဆိုတော့ fill each blank with the correct form of the words given in brackets ကဲဆိုတော့အခုနာဒါဆရာတို့သင်သွားတဲ့ adjective နဲ့ပတ်သက်လို့က exercise တွေတစ်ခုလာဒီလုပ်ကြည့်လိုက်ရအောင်เนาะဘယ်လောက်များမှတ်မိမလဲเนาะ the egg is blank in shape အပြေပါဖြစ်မလဲ the egg is oval ဟုတ်တယ်เนาะ oval ကကြတော့ဗာလဲ oval လို့ပဲပြောတယ်เนาะ the egg is oval in shape very good 2ဆက်ကြည့်ပါအောင် the photo is bracket တဲ့မှာ rectangle in shape okay အဲ့တော့တောင်မှစတုဂံပုံစံရှိတယ်အဲ့ဒါဘယ်လိုပြောလဲ rectangular very good the photo is rectangular in shape ကဲဆက်ကြည့်မယ်3 The roof of this house is bracket တယ်မှာ triangle in shape ကဲအဲ့တော့ဘယ်လိုလဲသတိကံပုံသဏ္ဍာန်ရှိပါတယ်ဘယ်လိုပြောမလဲ triangular triangular very good 4ဟောအဲ့တော့ the beetle leaf is blank bracket တယ်မှာ heart beetle leaf ဆိုတာဘာဆိုကွင်းရဲ့နော်အဲကွင်းရဲ့ဒီရဲ့နော်ဘာပုံသဏ္ဍာန်ရှိလဲနော်အသေးပုံသဏ္ဍာန်ရှိရဆိုတော့သူကပါလေ heart shaped very good နော်အသေးပုံသဏ္ဍာန်ရှိတာကိုကြတော့ heart အနောက်မှာ shape လေးကိုပေါင်းထည့်လိုက်ရင်ရပါပြီ heart shaped very good 5နော် the face of this clock is bracket ထဲမှာ circle in shape ကဲဆိုတော့ဒီနိုင်ရဲ့မျက်နှာပြင်သည်တဲ့စာမိုင်းပုံသဏ္ဍာန်ရှိပါတယ်ဆိုတာဘယ်လိုပြောမလဲ circular circular very good 6နော် the theater is blank in shape နော် theater နော် theater က ပါလေဘယ်လိုပုံစံရှိလဲ pentagon အဲ့ pentagon လို့ဘယ်လိုပြောမလဲ pentagon လို့ very good pentagon လို့ဟုတ်ပြီ7 the temple is blank okay အဲ့တော့ temple ဆိုတာဒီဘုရားရှိခိုးကြောင်းပေါ့နော်အဲ့တော့ဒီ temple ကြီးอ่ะတဲ့เนาะဘာလဲဆိုတော့ is blank တဲ့เนาะအဲ့တော့ဒီဘုရားသည်ဘာပုံစံရှိမလဲเนาะအဲ့တော့ bell shaped very good bell shaped ခေါင်းလောင်းပုံစံရှိပါတယ် okay ကြည့်ဒါဆို8 Now, the Christmas tree is blank in shape. Cone beta. A Christmas tree, Christmas the bin, yeah. Below bonsana, shimele. Conical. Conical in shape. How we know? Nine. The small table is blank. Diamond look beta. No? A D is a boy, the lady. Same bonsana, she is a rule. Diamond shaped. Very good. Ten. Our earth is blank in shape. No? General, need I never, eh? Kabamiji the. blank နဲ့မှာ spare ဆိုဘယ်လိုပြောမလဲ spherical နော် white လုံးဝန်းသောပုံစံရှိရတဲ့နော် spherical in shape very good ကဲဒါတို့မျိုးကြီးဒါဆိုဆရာတို့နော်အခုဆက်ပြီးတော့နော် grammar နောက်တစ်ခုထပ်ပြီးလေ့လာရအောင်နော် be imperative နော် imperative ဆိုတာဘာလဲဆိုအမိန့်ပေးတာခိုင်းစေတာနော်ဒါကဆရာတခါအရှင်းမလဲသင်ပြီးသားဖြစ်တယ်နော် imperative ဆိုတာဘာလဲဆိုတော့အမိန့်ပေးတယ်ခိုင်းစေတယ်တရားရောက်ကိုအမိန့်ပေးတယ်ဒါလုပ်ပါဒါလုပ်ပါနော်ဥနာခိုင်းစေရင်မင်းဒါပြီးရင်ဒါလုပ်ဒါဒါလုပ်မယ် ော်အဲ့ဒါဒီ imperative တွေလို့ခေါ်တယ်အမိန်ပေးမှုခိုင်းစေမှုရဲ့ imperative ကဲဒါဆိုဆရာတို့ကဒီက imperative ကိုဘယ်လိုလေ့လာမလဲเนาะ imperative form of verbs are generally used to give instructions and directions เนาะဒါအမိန်ပေးတယ်ခိုင်းစေတယ်တဲ့เนาะ they are usually နော် they are usually with sequence words like ကဲအဲ့မှာလာပြီ sequence words ဆိုတာပါဆိုအစီအစဉ်ပြတဲ့စာလုံးတွေကိုပြောတာပါနော်အဲ့တော့ imperative တွေနော်အမိန့်ပေးတဲ့အခါမှာဆရာတို့က sequence words တွေနဲ့တွဲပြီးတော့သုံးလို့ရတယ် ်အဘလို sequence words တွေဖြစ်မလဲဆိုရင် first တို့ then တို့ next after that finally เนาะဆိုတော့သူကဘာလဲဆိုအစီအစဉ်ပြတာဆိုတာဘာလဲဆိုတော့ကဲညီမလိုပြောမယ်ဆိုရင်ပထမဦးဆုံးဒါကိုလုပ်ပါအဲ့ဒါပြီးရင်ဂျန်တာလုပ်ပါအဲ့ဒါပြီးရင်ဘာကိုဆက်လုပ်ပါနောက်ဆုံးမှာတော့ဘာနဲ့အဆုံးသတ်ပါအဲစသည်အပြည့်အစီအစဉ်ကိုပြပါဘောเนาะ1နှစ်3လေးပုံစံမျိုးပေါ့เนาะပထမဆုံးဘာလုပ်မယ်ဒုတိယဘာလုပ်မယ်ပြီးရင်ဘာလုပ်မယ်ကဲဆိုတော့ ဆရာတော်ဒီကအမိန့်ပေးမယ်လူတစ်ယောက်ကိုပေးလို့ရှိရင်ဒီက sequence words တွေနဲ့ပေါင်းပြီးတော့အမိန့်ပေးတဲ့ပုံကိုကြည့်လိုက်ရအောင်နော်ဘယ်လိုမျိုးများဖြစ်မလဲကဲ example 1 first draw a 5 point star on the blackboard နော်အပထမဆုံးနဲ့အချုံ၅ခုပါတဲ့နော်ကျဲပုံကိုတဲ့သင်ပုံပေါ်တွင်ဆွဲပါတယ်ကဲဒါသည်အမိန့်ပေးရပါနော်အဲ့ဒီမှာမှဆရာက sequence word ဘာနဲ့တွဲသုံးလဲ first ပထမဦးစွာပထမဦးဆုံးနော်ပြီးရင် draw a 5 point star on the blackboard ဆွဲလိုက်ပါအ နော်ဗာလဲအချုံ၅ခုပါတယ်ကျေပွန်ဆွဲလိုက်ပါသူများကိုခိုင်းတာဟုတ်လား2 then draw a circle around the star touching the five points of the star then then ဆိုပါလဲထို့နောက်ဒါဒီ sequence word ဖြစ်တယ်ထို့နောက်ကျဲပတ်လေတွင်ကျဲဤအချုံ၅ခုကိုထီသောဇဝိုင်းကို ဆွဲပါကဲ3 next draw a triangle below the circle with the top of the triangle touching the bottom of the circle next ဆိုပါလေပြီးနောက် B now အဲ့တော့ next the sequence word B now so why out in 3 gun E take ကဆက်ဝိုင်း E အောက်ခြေကိုထိတော့3 gun ကိုဆွဲပါကဲ for after that after that ဆိုတာဗာလေထို့နောက်နော် after that the sequence word ဖြစ်တယ် after that draw a rectangle inside the triangle with its angle နော် touching the triangle ထို့နောက်3 gun တဲ့တွင်ရင်းဤတောင်များက3 gun ၏အနားများကိုထိနေသော တောင်းပါစတုကန်တစ်ခုဆွဲပါကဲ5 finally sequence word เนาะ finally ဆိုနောက်ဆုံးတွင်ကဲအဆုံးသတ်တော့မယ်နောက်ဆုံးတွင် draw a small heart in the center of the rectangle finally နောက်ဆုံးတွင်ဗာလဲတောင်းပါစတုကန်ကြီးအလဲတွင်နဲ့အသေးပုံเนาะအသေးလေးတစ်ခုဆွဲပေးပါတဲ့เนาะဒါဒါဒီသူများကိုအမိန်ပေးခိုင်းစေတာဖြစ်တယ်เนาะဒါပေမဲ့ခိုင်းစေတဲ့အခါမှာဆရာတို့ကဘာကိုသုံးလဲ sequence word ကိုသုံးတယ် ငါ sequence ဆိုတာပထမဆုံးဘာကိုလုပ်ပါဒုတိယဘာကိုဆက်လုပ်မယ်ပြီးရင်ဘာလုပ်မယ်နော်ပြီးရင်တော့နောက်ဆုံးမှာတော့ဘာနဲ့အဆုံးသတ်ပါမယ်စသည်အဖြစ်နော်ကဲဒါဆိုရှင် 2a The followings are the steps in replacing a light bulb. Put the sentence in the correct order. အဲ့ဆရာတို့ကဘာလို့လဲဆိုတော့ဒီအောက်မှာဖော်ပြထားတဲ့ဥစ္စာကြီးဆရာတို့လျှက်စက်မီးသီးတလုံးကိုတတ်တဲ့အခါမှာလောက်ရတဲ့အဆင့်နေဖြစ်တယ်တဲ့နော်အဲ့ဒီစာကြောင်းတွေကိုအစီအစဉ်တကြားပြန်ပြီးရောစီပေးရမယ်ဆရာတို့ကနော်ကြည့်ဒါဆိုရှင် ချလိုက်ကြရအောင်ကဲသူက A တဲ့ turn on the light တဲ့မီးကိုဖွင့်ပါတဲ့ B က remove the light bulb တဲ့မီးသီးကိုဖြုတ်ပါတဲ့ C turn off the electricity မီးကိုပိတ်ပါ D put in the new light bulb မီးသီးအစ်စ်ကိုတက်ပါတဲ့ကဲဒါဆိုလို့ရှိရင်အဲ့ဒါကိုဆရာတို့အစဉ်လိုက်စီကြည့်ကြရအောင်ကဲနော်အဲ့တော့ပထမအဆင့်ကဘာရင်းလာမလဲ1 1က C ဖြစ်တယ် turn off the electricity မီးကိုပိတ်ရမယ်ကဲ2 ဘာဖြစ်မလဲ remove the light bulb midi go choba. Three, put in the new light bulb Midi tapa. Four, turn on the light မီးကိုဖွင့်ပါ very good midi ဒါကတော့မီးသီးတက်ပုံတက်နည်းအစဉ်စဉ်ကိုပြောတာဖြစ်တယ်ကဲဒါဆိုလို့ရှင်ဆရာတို့အခုဆက်ပြီးတော့ 2b rewrite the sentences using sequence words such as first then next and finally နော်ဆိုတော့ sequence word တွေကိုစပြီးတော့သုံးကြည့်ကြရအောင်ကဲဒါဆိုလို့ရှိရင်နော်အောက်ကဥစ္စာကိုဆရာတို့အခုနမီးသီးပေါ့နော်မီးသီးဖွင့်တဲ့ကိစ္စကဆရာတို့စီပြီးသွားပြီအစင်းလိုက်အဲ့တော့ဒီတစ်ခါဒီမီးသီးဖွင့်တဲ့ကိစ္စကို sequence word တွေသုံးပြီးတော့ထပ်ပြီးတော့ပြောကြည့်လိုက်ကြအောင် okay step 1 first turn off the electricity ပထမဆုံးဘာလုပ်မလဲမီးကိုပိတ်ပါ step 2ဆက်ကြည့်မယ် then remove the light bulb ပြီးသွားရင်မလုပ်ရမလဲမိသီးကိုဖြုတ်ပါ step 3ကဲအဲ့တော့အဲ့မှာ next ကိုသုံးမယ် next put in the new light bulb နော် sequence word next ကိုသုံးမယ် step 4ဒီနောက်ဆုံး step ဖြစ်တဲ့အတွက်ဘာနဲ့သုံးမလဲ finally နောက်ဆုံးမှာ finally turn on the light နောက်ဆုံးမှာတော့ပြီးဖွင့်လိုက်ပါတဲ့နော်ဒါကတော့ဆရာတို့ပါလေမီးမီးသီးတက်တယ်ပြီးပြန်ဖွင့်တဲ့ဥစ္စာကိုဆရာတို့ sequence word လေးတွေသုံးပြီးပြောသွားတာဖြစ်ပဲနော် ကဲဆိုတော့ဒါလေးကဘာကိုပြောသွားရလဲเนาะအခုနမီးသီးဖွင့်နေเนาะအခုနမီးသီးလဲပြီးတော့ပြန်ဖွင့်နေဥစ္စာဆရာတို့ကเนาะ sequence words တွေသုံးပြီးတော့ပြောသွားတာဖြစ်တယ်เนาะကဲဒါသဘင်းကြီးဒါဆိုရင်တော့ဆရာတို့အခုလေ့လာခဲ့တဲ့သင်ခန်းစာလေးထဲမှာအများကြီးလေ့လာစရာတွေရှိတယ်ဒါသဘင်းကြီးတို့အတွက်เนาะပထမအဦးဆုံးအနေနဲ့ adjective describing shapes တွေเนาะအဲ့တော့ ဒီအဥ္စာလေးတွေကိုသိထားရမှာဖြစ်တယ်เนาะပြီးသွားလို့ရှိရင်အထူးခါအရတော့ဒီမှာဆရာ 2D နဲ့ 3D အကြောင်းကိုလည်းပြောသွားသေးတယ်เนาะ 2dimensional 3dimensional 2dimensional ဆိုတာဆရာတို့ဘင်းကြီးပုံတွေကိုပြောတာဖြစ်တယ်เนาะမျက်နှာပြင်မှာရှိတဲ့ပုံတွေ 3D ပုံတွေဆိုတာသူတို့အလုံးထည်ဒုတွေပါတဲ့ပုံလေးတွေကိုပြောတာဖြစ်တယ်ဒါတို့သမီးတို့က 2D ပုံတွေ 3D ပုံတွေကိုလည်းခွဲနိုင်ရမှာဖြစ်တယ်เนาะအဲ့တော့ ထပ်ပြီးတော့လဲဆရာတို့ adjective describing shapes တွေเนาะဒီပုံသဏ္ဍာန်ပေါ်ပြတဲ့เนาะ adjective လေးတွေเนาะလုံးဝန်းသောเนาะဆောင်းပိုင်းကြာသောလေးတောင်ကြာသောဒါလေးတွေကိုလဲခေါင်းထဲမှာဆွဲနေအောင်အလုပ်မှတ်ထားရမှာဖြစ်တယ်เนาะဆက်ပြီးတော့ the use of imperatives with sequence words တွေသင်သွားဖြစ်တယ်เนาะအဲ့တော့ဒါအမိန့်ပေးတဲ့အခါမှာเนาะ ်ခုန sequence words တွေသုံးပြီးတော့ဘယ်လိုအမိန့်ပေးမလဲနော်ပထမဦးစွာဘာလုပ်မလဲပြီးရင်ဘာလုပ်မလဲပြီးရင်ဘာထပ်လုပ်မလဲနောက်ဆုံးမှာဘာလုပ်မလဲဒီလိုမျိုးအစီအစဉ်တကျအစီအစဉ်တကျဖြစ်အောင်ဆရာတို့ sequence words တွေသုံးပြီးတော့ imperative နော်ဒီအမိန့်ပေးတာတွေကိုလည်းသင်သွားတာဖြစ်တယ်နော်ကြည့်ဒါဆိုရင်ဒါတို့သမီးတို့ကဒါလေးတွေကိုခေါင်းထဲမှာဆွဲမြရအောင်မှတ်ထားရမှာဖြစ်တယ်ပို့ပြီးတော့ဒါနော်ကျွမ်းကျင်သွားအောင်လေတစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်စီခြင်းပါတယ် ော်ကဲဒါဆိုလို့ရှိရင်ဆရာတို့ဒီနေ့သင်သွားတဲ့သင်ခန်းစာကတော့ unit 12ရဲ့ lesson 3ဖြစ်တဲ့ what shape is it ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်